္ဂလာပါရှင်။2025ခုနှစ်မတ်လ18ရက်နေ့ကနေ23ရက်နေ့အထိမိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်။မိုးအခြေအနေကတော့ကချင်ပြည်နယ်မှာနေရာကျဲကျဲမိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာတိမ်အထင်အထင်ဖြစ်ထွန်းနိုင်ပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းနဲ့လယ်ပိုင်းဒေသတွေမှာတော့2025ခုနှစ်မလ22ရက်နေ့မှာနေရာကွက်ကြားမုတ်တိကျုံရွာနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာအများအပြားတာယာနိုင်ပါတယ်။မြေပူချိန်တွေကတော့စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရရီတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။တနင်္သာရီတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့ပုံမှန်အပူချိန်ခန့်သာရှိနိုင်ပါတယ်။ အခုဆက်လက်ပြီးနေ့လိုက်တပတ်စာမူလဝတ္ထုအခြေအနေတွေကိုတင်ပြပေးသွားပါမယ်။မလ18ရက်နေ့အတွက်မူလဝတ္ထုခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ဖြစ်ထွန်းနိုင်ပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာအများအပြားဖြစ်တရားနိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကမ်းရိုးတန်းမှာလေဟာအရှိတ်ဘက်ကနေတနင်္သာရီကို10မိုင်ကနေ -30 ခန့်တိုက်ခတ်နိုင်ပြီးလှအနေငယ်ကနေလှအသင်တင်ရှိနေပါတယ်။ရခိုင်ကမ်းရိုးတန်းမှာလေဟာအရှိတ်အရှိတ်တောင်ဘက်ကနေတနင်္သာရီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှအနေငယ်ကနေလှအသင်တင်ရှိနေပါတယ်။မြဝကျုံမဒေတာရီနဲ့မုတ်တမခွေတို့ဘက်မှာတော့လီဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအသင်တင်ရှိနိုင်ပါတယ်။ မိုးအခြေအနေကတော့ကချင်ပြည်နယ်မှာနေရာကျဲကျဲမှုထေချုံရွာနိုင်ပြီးစကိုင်းတိုင်းဒေသကြီးမှာနေရာကွက်ကြားမှုထေချုံရွာနိုင်ပါတယ်။တနင်္သာရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာတော့တရင်တင့်တင့်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာအများအပြားတာယာနိုင်ပါတယ်။နေပူချိန်တွေကတော့စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။တနင်္သာရီတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာတော့ပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာပုံမှန်အပူချိန်ခန့်သာရှိနိုင်ပါတယ်။ မြို့ချင်းတွေကတော့တနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမနက်ပိုင်းမြို့ထူတွေကျဆင်းနိုင်ပါတယ်ရှင်။မလာ၁၈ရက်နေ့တော်မူလို့တာခမ်းမန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တင့်တင့်ဖြစ်ထွန်းနိုင်ပြီးကျန်းဘင်္ဂလားပင်လယ်အော်မှာအများအပြားတာယာနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္လာရီကရင်ရက်မှာလေဟာအရှိအရှိတောင်ဘက်ကနေတနအီကို၁၀မိုင်ကနေမိုင်၂၀ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအသင့်တင့်ရှိနိုင်ပါတယ်။ ဂျကိုင်ကယူရန်မြို့ဝကျုံမဒေတာရီနဲ့မုတ်တမခွေတို့ဘက်မှာတော့လေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအသင့်တင်ရှိနိုင်ပါတယ်။ မိုးချီနေကတော့ကချင်ပြည်နယ်မှာနေရာကျဲကျဲမှုထစ်ချုံရွာနိုင်ပြီးစကိုင်းတိုင်းတနင်္သာရီတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ချမှုထစ်ချုံရွာနိုင်ပါတယ်။ချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာတိမ်အထင်တင်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့မှာလည်းအများအပြားတာယာနိုင်ပါတယ်။နေပူချိန်တွေကတော့စကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊အေရဝတီတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။ တနင်္လာရီတိုင်းနဲ့ကချင်ပြည်နယ်တို့မှာတော့ပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာပုံမှန်အပူချိန်ခန့်သာရှိနေပါတယ်။မြို့ချင်းတွေကတော့ပဲခူးတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမနက်ပိုင်းမြူထူတွေကျဆင်းနိုင်ပါတယ်ရှင်။မလ19ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အထင်တင်ဖြစ်ထွန်းနိုင်ပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာအများအပြားပြင်သားရနိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေကတော့တနင်္လာရီကံရွရဲနဲ့မုတ်တမခွေဘက်မှလေဟာအရှိပကနေတနင်္လာရီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအသင်တင်ရှိနိုင်ပါတယ်။ရခိုင်ကံရွရဲမှာလေဟာအရှိအရှိတောင်ဘက်ကနေတနင်္လာရီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအသင်တင်ရှိနိုင်ပါတယ်။ညဝကြုံမဒေတာတွေမှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနင်္လာရီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအသင်တင်ရှိနိုင်ပါတယ်။ မိုးချီနေကတော့ကချင်ပြည်နယ်မှာနေရာကျဲကျဲမိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးရှမ်းပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာလည်းတိမ်အထင်အထင်ဖြစ်ထွန်းနိုင်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့အများအပြားသားရနိုင်ပါတယ်။နေပူချိန်တွေကတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရရီတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။ကချင်ပြည်နယ်မှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့ပုံမှန်အပူချိန်ခန့်သာရှိနိုင်ပါတယ်။ မြူချီနေကတော့တနင်္သာရီတိုင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမနက်ပိုင်းမြူထူတွေကျဆင်းနေပါတယ်ရှင်။မလ20ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်ထင်းတင်ကနေတိမ်ထူထနိုင်ပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာတော့အများအပြားထားရနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကမ်းရိုးတဲ့နယ်မုတ်တမခွေဘက်မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနင်္သာရီကို10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနည်းငယ်ကနေလိုင်းအသေးသေးရှိနိုင်ပါတယ်။ ရခိုင်ကယူရက်နဲ့မြို့ဝကျုံမော်ဒေတာရူမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ခန့်နေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအသင့်တင်ရှိနိုင်ပါတယ်။မိုးချီနေကတော့ကချင်ပြည်နယ်မှာနေရာကျဲကျဲမိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။မန္တလေးတိုင်းမကွေးတိုင်းချင်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာတိမ်အသင့်တင်ဖြစ်ထွန်းနိုင်ပါတယ်။ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့မှာအများအပြားဖြင့်တန်ရနိုင်ပါတယ်။ နေပူချိန်တွေကတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာပုံမှန်ပူချိန်ထက်မြင့်တက်နိုင်ပါတယ်။ပြချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာပုံမှန်ပူချိန်အောက်ကျဆင်းနိုင်ပြီးကြမ်းတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့ပုံမှန်ပူချိန်ခန့်သာရှိနိုင်ပါတယ်။မြူချီနေကတော့စကိုင်းတိုင်းတနင်္သာရီတိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာမနက်ပိုင်းမြူထူတွေကြာဆင်းနိုင်ပါတယ်ရှင်။ တော့ဘင်္ဂလားပင်လယ်အော်ချီနီမှာကပ်ပလီတင်နေပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့မြောက်ပိုင်းတို့မှာတိမ်သိမ့်တင်ကနေတိမ်ထူထပ်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာအများအပြားသားရနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူတဲ့နယ်မုတ်တမကွေးဘက်မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနင်္သာရီကို10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်ကနေလှိုင်းအသေးနဲ့ရှိနိုင်ပါတယ်။မြဝကျုံမော်ဒေသတွေမှာတော့လေဟာအနောက်အနောက်မြောက်ဘက်ကနေတနင်္သာရီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်ကနေလှိုင်းအသေးနဲ့ရှိနိုင်ပါတယ်။ ရခိုင်ကရဲမလီဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။မိုးချီနေကတော့စကိုင်းတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့ကင်းနီပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရနိုင်ပါတယ်။တနင်္သာရီတိုင်းမကွေးတိုင်းနဲ့ချင်းပြည်နယ်တို့မှာတိမ်အထင်တင်ဖြစ်ထွန်းနိုင်ပါတယ်။ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့မှာတော့အများအပြားဖြင့်တိုက်ရနိုင်ပါတယ်။ နေပူချိန်တွေကတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာပုံမှန်ပူချိန်ထက်မြင့်တက်နိုင်ပါတယ်။ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာပုံမှန်ပူချိန်အောက်ကျဆင်းနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာပုံမှန်ပူချိန်ခန့်သာရှိနိုင်ပါတယ်။မြို့ချိန်တွေကတော့တနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာမနက်ပိုင်းမြို့ထူတွေကျဆင်းနိုင်ပါတယ်ရှင်။ မလာ22ရက်နေ့အတွက်မူလီဝဒါခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတည်ရင်တင့်တင့်ဖြစ်ထွန်းနိုင်ပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာအများအပြားသားရနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္လာရီကန်ရက်မှာလေဟာရှိဘက်ကနေတနင်္လာရီကို10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ကြခိုင်ကရံဘက်မှာလေဟာအရှိရှိတောင်ဘက်ကနေတနအီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။မြောက်ကကျုံမော်ဒေတာရီနဲ့မုတ်တမခွေတို့ဘက်မှာလေဟာအနောက်နောက်မြောက်ဘက်ကနေတနအီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင် ိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအသင်တင်ရှိနိုင်ပါတယ်မိုးချီနေကတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမူထေချုံရွာနိုင်ပါတယ် ပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာတိမ်တင့်တင့်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာအများအပြားတိုက်ရနိုင်ပါတယ်။မြေပူချိန်တွေကတော့မန္တလေးတိုင်းမကွေးတိုင်းရခိုင်တိုင်းအေရဝတီတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။စကိုင်းတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့ပုံမှန်အပူချိန်ခန့်သာရှိနိုင်ပါတယ်။မြူချီနေကတော့တနင်္သာရီတိုင်းပဲခူးတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမနက်ပိုင်းမြူထူတွေကျဆင်းနိုင်ပါတယ်ရှင်။ မလာ23ရက်နေ့အတွက်မူလဝတ္ထခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်တင့်တင့်ဖြစ်ထွန်းနိုင်ပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာအများအပြားသားရနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္လာရီကန်ရွတဲ့နယ်မုဒ္ဒမာကွေတို့ဘက်မှာလေဟာရှေ့ဘက်ကနေတနင်္လာရီ10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနည်းငယ်ကနေလိုင်းအထင်တင်ရှိနိုင်ပါတယ်။ချက်ခိုင်ကန်ရွတဲ့နယ်မြို့ဝကျုံမော်ဒေသတွေမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနင်္လာရီ9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနည်းငယ်ကနေလိုင်းအထင်တင်ရှိနိုင်ပါတယ်။ ိုးချီနေကတော့စကိုင်းတိုင်းဒေသကြီးကချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကျမိုးထစ်ချုံရွာနေပါတယ်။မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာတိမ်အထင်တင်ဖြစ်ထွန်းနေပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့အများအပြားတာယာနေပါတယ်။နေပူချိန်တွေကတော့မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နေပါတယ်။စကိုင်းတိုင်းတနင်္သာရီတိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာတော့ပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပြီးကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့မှာပုံမှန်အပူချိန်ခံတာရှိနေပါသေးတယ်။ မြူးချီနေကတော့စကိုင်းတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာမနက်ပိုင်းမြူထူတွေကြာဆင်းနိုင်မှာကြောင်းလူသားချင်းစာနာထောက်ထားရေးနဲ့ BNI ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကရသက်တဲ့ဘက်မွေးလို့တာအခြေအနေတွေကိုထုတ်ပြန်ထားပါတယ်ရှင်။